ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ motion ရေးသားတဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအပုံနဲ့လာသည့်အရေးဆိုတဲ့စာတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ အပုံနဲ့လာသည့်အရက်ကိုပါသာနေတော့ကအကောင်းတစုံတယောက်ကကိုမသိလဲဘာမှမဖြစ်တဲ့မကောင်းတဲ့ရင်သဲလာတော့မှစိတ်ညစ်ရတာမျိုးဖြစ်ဖို့လားတခါတလေတင်စိတ်ဆင်းရဲနေတာ သူများသဲလာတဲ့အပုံနဲ့တွေကြောင့်ဖြစ်နေတတ်ပါတယ်တခါတလေကြပြန်တော့တင်ကိုယ်တိုင်အပုံနဲ့ထွက်နေတဲ့မမိုက်ပုံသာတဝဲလေလေတွားလုံနေတာကြောင့်ကြော်ရွှင်မှုနဲ့ ဝေးကွာနေရတာဖြစ်ပါတယ်။အမိုက်တွေတဲလာတဲ့သူတွေကိုရှောင်ရှားဖို့လိုသလိုအမိုက်ပုံနာ တဝဲလေလေသွားမလုံမိဖို့လည်းလိုပါတယ်။ဒါနဲ့ပတ်သက်ပြီးဂရိအတွေးခေါ်ပညာရှင်ဆိုကရေတီသုံးတဲ့နီလန်လေးပြောပြခြင်းပါတယ်။ဒီနေ့မှာဆိုကရေတီစီကိုသူ့ရဲ့အတိကျွမ်းတူရောက်လာကဆိုကရေတီရဲ့ခမည်းရဲ့တငယ်ချင်းတစ်ယောက်ကြောင့်ကျွန်တော်ကြားလာတာရှိတယ်ဗျာ။ ဆိုပြီးစကားချေလာပါတယ်။အဲ့ဒီအချိန်မှာဆိုဂရတီကခဏနေပါဦးခဏနေပါဦးခမ ्या ကျွန်တော်ကိုမပြောခင်စကား30နဲ့စစ်ချင်သေးတယ်ဗျာလို့ဆိုလိုက်ပါတယ်။ထိုလ်လူကစကား30ဆိုတာဘာတုံးပြဆိုပြီးမေးလာပါတယ်။ထိုအခါမှာ ဆိုဂရတီကခမ ्या ကကျွန်တော်တငယ်ချင်းအကြောင်းကြားလာခဲ့ပြီးအဲ့ဒီအကြောင်းကိုကျွန်တော်ကိုပြောပြခြင်းတယ်လေ။ ဒါပေမဲ့ခမည်းမပြောခင်ခမည်းပြောမဲ့အကြောင်းကိုစကားလေးနဲ့စစ်ချင်သေးတယ်ဗျာစကားက၃ဆင့်ရှိတာမို့စကား၃ဆင့်လို့ခေါ်တာပါ ပထမဆုံးစကားကအမှန်တရားစကားပဲဖြစ်ပါတယ်အရင်ဆုံးခမည်းကြားလာတဲ့တဲ့င်းကအမှန်ဖြစ်ကြောင်းသိကြလို့လားလို့မေးတဲ့အခါမှာတော့ထိုသူကအဲ့ဒါတော့မပြောတတ်ဘူးဗျာကျွန်တော်ကသူများတွေပြောနေတာကြားခဲ့တာပြီးတော့လို့ပြောနေတော့ ဆိုဂရီတီကရပြီရပြီအဲ့တရင်မှန်လားမမှန်လားခမရမသေးကြဘူးလေအခုဒုတိယစကားဖြစ်တဲ့ကောင်းတရင်စကားနဲ့စစ်ကြည့်အောင်ခမရအခုပြောမဲ့တရင်က ကျွန်တော်တငယ်ချင်းကောင်းချောင်ဟုတ်ရဲ့လားလို့မေးတဲ့အခါမှာတော့ထို့သူကအဲ့လိုတော့မဟုတ်ဘူးဗျာလို့ဆိုလာပါတယ်ဒါဆိုခမရကကျွန်တော်တငယ်ချင်းရဲ့မကောင်းတဲ့ရင်ကိုပြောကျင်တယ်ပြီးတော့ခမရကမသေးကြဘူးပေါ့ ဒါပေမဲ့ရပါတယ်တတိယဇာကာကိုခမကျော်ဖြတ်ကောင်းကျော်ဖြတ်နိုင်ပါသေးတယ်တတိယဇာကာရဲ့နာမည်ကအကျိုးရှိမှုဇာကာပဲဖြစ်ပါတယ်ခမကျွန်တော်ကိုပြောမဲ့တဲ့ရင်ကအကျိုးရှိမဲ့အရာလားပြလို့မေးတဲ့အခါမှာထိုသူကအကျိုးတော့မရှိတော့ပါဘူးလို့ဆိုလာပါတယ်ထိုချိန်မှာဆိုကရတီကကောင်းပြီခမရတဲ့ရင်ကမှန်လဲမမှန်ဘူးကောင်းလဲမကောင်းဘူးအကျိုးလဲမရှိဘူးဆိုရင် ခင်ဗျာကျွန်တော်ကိုဘာလို့လာပြောနေလဲဆိုပြီးပြောထုတ်လိုက်ပါတော့တယ်တကယ်တော့ကျွန်တော်တို့ရဲ့ဘဝမှာဆိုကရတီရဲ့အတိအကျွမ်းလို လူမျိုးတွေအများကြီးရှိတတ်ပါတယ်အဲ့ဒီလို လာပြောတဲ့သူကို ဆိုကရတီမေးတဲ့မေးခွန်းတွေမေးဖို့တော့အဆင်မပြေတော့ပါဘူးကိုကသာအဲ့ဒီလိုသတင်းတွေ ပြောတတ်တဲ့သူတွေကိုသတိထားရမှာဖြစ်ပါတယ်မှန်လဲမှန်မှန်ကောင်းလဲမကောင်းအကျိုးလဲမရှိတဲ့သတင်းတွေကို သေးလာတတ်တဲ့သူတွေရှိပါတယ်။ကိုဖာသာအဲ့ဒီတရင်ကို မသိခင်တုန်းကဘာမှမဖြစ်ဘူး။တိတော်မှစိတ်ဆင်းရဲရတဲ့တရင်တွေရှိတတ်ပါတယ်။အာနာပီလက်ခံနားထောင်လိုက်မိခြင်းသို့မဟုတ် ကိုကိုသူများတွေဘာတွေပြောနေလဲဆိုတာအရန်ဂယုဆိုင်လွန်ခြင်းစတာတွေကြောင့်တင့်စီကို အပုံနဲ့တွေရောက်လာတာဖြစ်ပါတယ်။မှန်မှန်ကလည်းမသေးချာကောင်းတဲ့ရင်လည်းမဟုတ်။ဘာများလုံးလို့ရလဲဆိုတော့ ဘာမှလည်းလုပ်လို့မရပြန်အဲ့ဒီလိုသတင်းမျိုးတွေတင်ပေါ်လာတဲ့ကိုဘယ်နေရာဘယ်ရက်က လာနေတယ်လဲဆိုတာသတိထားပြီးရှာဖွေရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒါတွေဝင်မလာအောင် ကာကွယ်ရမှာဖြစ်ပါတယ်ကျွန်တော်မှာအတိအကျွမ်းတယောက်ရှိခဲ့ပူပါတယ်သူက negative အတွေ့တွေအရန်တွေ့တတ်ပါတယ်ကျွန်တော်နဲ့မတွေ့တာကြာပေမဲ့ Facebook ပေါ်မှာတော့ friend ဖြစ်နေစေဖြစ်ပါတယ်ဒီနေ့မှာ main group တစ်ခုထဲမှာ Facebook အသုံးပြုသူတယောက်ဟာကျွန်တော်ရဲ့ကလောင်နာမည်ဖြစ်တဲ့ Motion IMT ကိုလောင်ပြီးပုံတစ်ခုလုပ်ထားတာကို သူတွေ့သွားခဲ့ပါတယ်။ပြီးတော့ကျွန်တော်ကို comment တွေကနေ mention လှမ်းခေါ်ပါတယ်။ကျွန်တော်စတွေ့တွေ့ချင်း တော်တော်လေးစိတ်နှောက်ရှက်ဖြစ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီပုံရဲ့အောက်မှာ ကျွန်တော်ဘာမှ ပြန်မရေးခဲ့ပါဘူး။အဲ့ဒီပုံတစ်ပုံကြောင့်ကျွန်တော်ဘာမှလည်းဖြစ်သွားမှာမဟုတ်ဘူးလေ။ပြီးတော့ ဒီလိုကိစ္စမျိုးကကျွန်တော်အတွက်သိပ်မထူတော့ပါဘူး။ဒါပေမဲ့တွေ့တဲ့အခါတိုင်းလူသားပီပီစိတ်အနှောက်ရှက်အနှဲငယ်ဖြစ်သွားလေရှိပါတယ်။သူလောင်းထားတဲ့ပုံက အမှန်တရားလည်းမဟုတ်၊ကောင်းတဲ့င်းလည်းမဟုတ်၊အကျိုးရှိတာလည်းမဟုတ်ခဲ့ပါဘူး။ကျွန်တော်ရဲ့အတိအကျွမ်းကတော့သူ့အနေနဲ့ကျွန်တော်ဘက်ကနားပြီးကျွန်တော်ကိုလှမ်းခေါ်လိုက်တာပါ။ဒါပေမဲ့တကယ်တမ်းကျွန်တော်စိတ်နှောက်ရှက်ဖြစ်ုံကလွဲပြီး ဘာမှအကျိုးမရှိဘူးဆိုတာသူမေ့နေခဲ့ပါတယ်။ကျွန်တော်ကပြန်ပြီးဖြေရှင်းလဲမုန်းတဲ့သူကတော့မုန်းနေမှာပါပဲ။အဲ့ဒီလိုလှောင်ပြောင်မှုတွေဟာဒီတိုင်းမသိခြင်းအောင်စောင်းထားတာသာအကောင်းဆုံးဖြစ်ပါတယ်။ကျွန်တော်အဲ့ဒီပုံအောင်မှာဘာမှပြန်မရေးခဲ့ပေမဲ့ကျွန်တော်ရဲ့အတိတ်ကိုတော့ message box ကနေတခုတောင်းဆိုခဲ့ပါတယ်။ကျွန်တော်ဘက်ကနားပြီးအတိတ်ပေးခဲ့လို့ကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ ဒီလိုကြာမျိုးတွေတွေ့နေကြမို့နောက်များမှာကျွန်တော်ကိုမန်းရှင်းမလုပ်ဖို့မေတ္တာရက်ခံခဲ့ပါတယ်။သူစိတ်ထဲမှာစိတ်နှောက်ရှက်ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်မတက်နိုင်ပါဘူး။ကျွန်တော်ကလိုအပ်တဲ့နေရာတွေမှာအာမနာတတ်ပါဘူး။ကျွန်တော်ငြိမ့်နေရင် ကျွန်တော်စိတ်ဆင်းရဲရမယ်။သူလည်းဘာအကျိုးမှမရှိပဲစိတ်ဆင်းရဲနေရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲတောင်းဆိုခဲ့တာပါ။ ဘဝမှာနည်းနည်းလေးအောင်မြင်လာတာနဲ့ပြောကျင်သူတွေက အမြဲရှိတတ်ပါတယ်။အဲ့ဒီလို ကိုယ့်ကိုဝေဖန်တဲ့သူတိုင်းကို လိုက်ပြီးတုံ့ပြန်နေရင်ရှေ့ကိုရောက်မှာမဟုတ်တော့ပါဘူး။တင့်ဘဝတဲကိုလည်းအမိုက်တွေအပုံနဲ့တွေဝင်တဲ့နေရာတွေရှိတတ်ပါတယ်။ဒီနေ့ဒီနေ့တင့်ကိုစိတ်ဆင်းရဲစေတဲ့သတင်းတွေဘယ်ကလာသလဲပြန်တုံတတ်ပါ။ဒီနေ့ခင်မှာဆို Facebook ကနေပြဿနာပေါင်းစုံ ရောက်လာတတ်ပါတယ်။ ျွန်တော်အသည့်တွေထဲမှာ အချို့ဆိုရင် Facebook ကြောင့်ပဲတနေ့တမျိုးစိတ်ဆင်းရဲနေရတာတွေအကုသို့ရနေတာတွေတွေ့ဖို့ပါတယ်။သင်ဟာ Facebook ကို မခွာနိုင်သေးဘူးဆိုရင်သင်ရဲ့ Facebook ကို အကောင့်တန်ရှင်းရေးတရားလုပ်ပါ။ Facebook ဆိုတာအပြင်လောကနဲ့သင်ရဲ့စိတ်ကိုဆက်သွယ်ပေးတဲ့တကားတစ်ချက်ဖြစ်လာပါပြီ။ Facebook ပေါ်ကအရာတွေကသင်ရဲ့စိတ်ကြည်လင်မှုမကြည်လင်မှု စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုစရာတွေနဲ့တဖြည်းဖြည်းပတ်သက်လာနေပါပြီ။ဒါကြောင့်မိမိအကောင့်ထဲမှာ unfriend လုပ်တင်သူတွေလို့ unfriend လုပ်လို့မကောင်းရင် unfollow လုပ်လို့ရပါတယ်။စိတ်နှောက်ရှက်ပေးတဲ့သတင်းတွေလည်း unfollow လုပ်ပါ။မိမိကို စိတ်ချမ်းသာစေတဲ့အရာဘ ഹു တုဒရစေတဲ့အရာတွေနဲ့သာတင့်ကိုယ်တင်ဝန်းရံထားပါ။တင့်ဘဝမှာလည်းစိတ်ဆင်းရဲစရာတွေနေသွားပါလိမ့်မယ်။ မိမိအပေါ်အဆိုးမြင်နေတဲ့လူတိုင်းကိုလည်းတုံ့ပြန်ဖို့မလိုပါဘူးတခါတလေ သင်ကန်းစာယူသင့်တဲ့အခါ သင်ကန်းစာယူပြီးမိမိလမ်းကိုဆက်လျှောက်ပါမိုးရှင်အဆိုးမြင်ဝါဒီသမားတွေကို တုံ့ပြန်မှုနည်းလာရင် သင်ဘဝလည်းအရင်ကထက်ပိုပြီးအေးချမ်းလာလိမ့်မယ် အခုကျွန်တော်ဖတ်ပြပေးတဲ့လက်ဆောင်တစ်ပုဒ်ကိုလည်းအားလုံးရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။နားဆင်ပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။